ြန်မာနယူးခရိုနီကယ်အောက်တိုဘာ19ရက်တွင်ထိုင်းနယ်စပ်နှင့်ဘန်ကောက်တို့မှမြန်မာနိုင်ငံသားရန်လဲချီဖမ်းဆီးခံရာထိုင်းမြန်မာနယ်စပ်ကကြားဖြန့်လုကင်တဲ့ KK ဘတ်ကိုစစ်ကောင်စီတပ်ကဝန်စီထိုင်းအနာပိုင်းကရွှေပြောင်းလူထုမှနေထိုင်လုကင်ခွင့်မှတ်ပုံတင်တဲ့လုပ်ငန်းစဉ်ကိုတနေ့တစ်ချိန်ဖွင့်လှစ်ပေးလေရှိပြီးဘဲလာတွေမှာမှတ်ပုံတင်ခွင့်ပြုသလဲဆိုတာမျိုးလအတိအကျနဲ့လှုပ်ဆောင်တာမျိုးတော့မဟုတ်ပါဘူးအခု2025ခုနှစ်မှာ အော်တိုဘားလ15ရင်းနေမှာမှတ်ပုံတင်တဲ့လုပ်ငန်းစတင်လှုပ်ဆောင်ပေးမယ်လို့သတင်းထွက်ပေါ်လာပြီးတဲ့နောက်မှာမြန်မာနိုင်ငံကရွှေပြောင်းလုံသားများပြားဟာကိုနီကိုဟန်နဲ့ထိုင်းနိုင်ငံနဲ့ရောက်နေဖို့ဝင်ရောက်လာနေကြတာဖြစ်ပါတယ်တိုက်ပွဲတွေဖြစ်ပွားနေတဲ့မြဝတီမြို့နယ်လိုနေရာကနေထိုင်းနိုင်ငံနဲ့နေဆက်ဖြတ်ကျော်ဝင်ရောက်တာထက်တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့မွန်ပြည်နယ်ဖျားသုံးစုလိုနေဆက်တလျှောက်ကနေထိုင်းနိုင်ငံကန်ချနာဘူရီခရိုင်ဘက်ကိုတရားမဝင်ဝင်ရောက်ဖို့လူမောင်ကိုပွဲစားတွေနဲ့ဆက်သွယ်ကဝင်ရောက်နေခဲ့ကြတာဖြစ်ပါတယ်လွန်ခဲ့တဲ့လပိုင်းတွေအတွင်းက ထိုင်းမြန်မာနယ်စပ်ကနေကန်ချနာပူရီခရိုင်နယ်တရားမဝင်ဝင်ရောက်လာတဲ့ရွှေပြောင်းလူသမားတွေဟာရေကန်ဒကန်ကိုညဘက်လှေနဲ့ဖြတ်ကူးရောင်မှာလှေပေါက်ပြီး၃ဦးရင်းနှစ်သေဆုံးခဲ့တဲ့ဖြစ်ရလဲဖြစ်ပွားခဲ့ပါသေးတယ်။ခုရပိုင်တွင်မှာဘန်ကောက်မြို့နယ်နိမိတ်ထဲကမဟာချိုင်းမှာအထောက်ထားမဲ့ဝင်ရောက်လာသူမြန်မာနိုင်ငံသားတရားကြော်ကိုထိုင်းရဲနဲ့လူဝင်မှုကြီးကြပ်ရေးတို့ကဖမ်းဆီးခဲ့ပါသေးတယ်။ဖမ်းဆီးခံရသူတွေဟာလူမောင်ကိုပွဲစားတွေကိုမြန်မာငွေ300နဲ့ချီဝင်ဆောင်ကပေးဆောင်ပြီးအခုလိုလူသမားမှတ်ပုံတင်ကတ်လုပ်ဖို့လာရောက်ကြသူတွေဖြစ်ပါတယ်။ နောက်ဆုံးဖမ်းဆီးခံရတဲ့ဖြစ်ပျက်ကတော့အော်တိုဘာလ18ရက်နေ့နဲ့19ရက်နေ့တို့မှာကန်ချနာပူရီနဲ့မဲဆောက်တို့မှာမြန်မာနိုင်ငံသား220ဦးတရားမဝင်ဝင်ရောက်မှုနဲ့ဖမ်းဆီးခံရတဲ့သတင်းဖြစ်ပါတယ်။ဖမ်းဆီးခံရတဲ့သူ220နဲ့အသက်18နှစ်မပြည့်သေးတဲ့သူ12ဦးပါဝင်တယ်လို့လည်းထိုင်းသတင်းဌာနတွေရဲ့ဖော်ပြမှုမှာပါရှိတယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံမှာအလုလာရောက်လုကင်မဲ့မိသားစုဝင်တွေနဲ့အတူလိုက်ပါလာတဲ့သဘောစစ်မှုမထမ်းမနေရဥပဒေအကြောင်းပြုပြီးဆွဲခေါ်ဖမ်းဆီးခံရမယ့်အရေးကိုစိုးရိမ်မှုကြောင့် အသက်၁၈နှစ်မပြည့်မီတင်းရှောင်လာတာမျိုးလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်မြန်မာနိုင်ငံသားတွေဖို့ထိုင်းနိုင်ငံဟာဖမ်းဆီးခံရပြီးမြန်မာနိုင်ငံကိုပြန်ပို့ခံရနိုင်တဲ့အန္တရာယ်နဲ့ကြုံရနိုင်ပေမဲ့လည်းကိုယ်နိုင်ငံမှာစစ်ပွဲတွေဖြစ်ပွားနေပြီးအထမစစ်သားစုဆောင်းခံနေရတဲ့အန္တရာယ်အလုတ်ကိုင်းပုံမှုရှားပါးကလူနေမှုစည်းကြီးမြင့်မှုတွေကိုကြော်ဖြတ်နိုင်ဖို့အတွက်မိသားစုဝင်တွေတဲကအလုတ်လုံနိုင်သူတွေကထိုင်းမှာရွှေပြောင်းလူသမားဖြစ်လှုပ်လှုပ်ပြီးပြည်တွင်းမှာကြံနေတဲ့သူတွေကိုကြိရှုတဲ့နီလန်းနဲ့ ိုင်းနိုင်ငံကိုတရားမဝင်နီးလန်းတွေကလာရောက်ကြရတာဖြစ်ပါတယ်။ဖန်စီခင်ရတာတွေတရားမဝင်လူမောင်ခိုးတွေကားနဲ့ကိုယ်တည်ဆောင်ရင်းရင်မတော်စဖြစ်မှုတွေထိုင်းအာဏာပိုင်တွေဖန်စီပြီးတဲ့နောက်နေဆက်ကနေမြန်မာနိုင်ငံဘက်ပြန်ပို့ချိန်မှာလူငယ်လူလက်ပိုင်းရွယ်အမျိုးသားတွေပေါ်စစ်သားစုဆောင်ခံရနိုင်တဲ့အန္တရာယ်လည်းရှိနေတာဖြစ်ပါတယ်။ဒီနေ့အတွက်နောက်ထပ်သတင်းအကြောင်းအရာတစ်ခုကတော့အနာသိန်းစစ်ကောင်စီတပ်တွေဟာမြောက်ရီမြို့ရဲ့တောင်ဘက်မှာရှိတဲ့၄ကီကွန်နဲ့ဆွေတော်ကုန်းတွေကိုသိမ်းယူပြီးဒီနယ်မြေဒေသနဲ့ဆက်ဆက်နေတဲ့ ကြားပြန့်မြို့တမြို့လိုဖြစ်နေတဲ့ KK ဘက်ကိုဝင်ရောက်ဆင်းနေပြီးအဆောက်အဦကြားပြန့်လုပ်ငန်းမှာပါဝင်နေတဲ့သူ2000ကျော်နဲ့ဆက်ဆက်တဲ့ပစ္စည်းတွေကိုသိမ်းဆီးထားတဲ့အကြောင်းသတင်းထုတ်ပြန်လိုက်ပါတယ်။ထိုင်းနိုင်ငံနဲ့တောင်ရင်းမြေသားချားတဲ့ကမ်းလှမ်းမှာအဆောက်အဦပေါင်းရာချီရှိပြီးလက်နက်ကင်တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေဆက်ဒေသမှာတိုက်တာတွေ Starlink Internet တွေနဲ့ကမ္ဘာနေရာအသီးသီးကသူတွေကို online ပေါ်ကတဆင့်ငွေကြေးလိမ်လည်နေတဲ့ဂိုင်းတွေကိုစစ်ကောင်စီကပထမဆုံးသိမ်းယူတဲ့ဖြစ်ပျက်ဖြစ်ပါတယ်။ KK Park ကြားပြန့်မြို့ရဲ့မြေနေရာကို KNU ဖွဲ့စည်းထံမှာ တရုတ်ကုမ္ပဏီတစ်ခုက2029ခုနှစ်မှာငှားရမ်းခဲ့တာဖြစ်ပါတယ်။ GNU ဖွဲ့ရဲ့စီးပွားရေးတာဝန်ခံတူဖြစ်သူ Professor Roger Khan က GNU ကိုစားလက်မှတ်ရေးထိုးထားတဲ့မြေနေရာငှားရမ်းစာချုပ်ရဲ့ဓာတ်ပုံလဲလူငယ်တဲ့နှစ်အနည်းငယ်ကလူမှုကင်ရက်တွေမှာပြန့်နှံ့နေခဲ့ပါတယ်။ KK ဘက်ကလက်ရှိချိန်မှာတော့ BGF ကနေ current national army ဖြစ်အမည်ပြောင်းထားတဲ့စောချစ်သူဥဆောင်တဲ့ကရင်လက်နက်ကိုင်ဖွဲ့ကထိန်းချုပ်ထားတာဖြစ်ပါတယ်။အာနာသိန်းစစ်တပ်နဲ့ BGF KNA တို့ကြားဆက်ဆံရေးက ယမန်နဲ့အစပိုင်းမှာခက်အေးဆက်ဆက်ရှိခဲ့ပေမဲ့အခုနှစ်ထဲမှာတော့စစ်တပ်ရဲ့ကရင်ပြည်နယ်စစ်စင်ရေးတွေမှာအကူအညီပေးနေကြတာဖြစ်ပြီးမကြာသေးခင်ကအာနာသိန်းစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုထောက်ခံကြောင်းကြေညာခဲ့တာဖြစ်ပါတယ်။ဒီနေထားတဲ့ဘောခြေခံပြီးသုံးသက်ကြည့်ရင် BGF KNA ထိချုပ်ထားတဲ့ KK ပတ်ကိုစစ်တပ်ကဝင်ရောက်စီးနှင်ပြီးကြားဖြတ်ရာဇဝတ်မှုလုပ်ငန်းတွေနှိမ်နှင်းတဲ့ဖြစ်ပျက်မှာ BGF KNA နဲ့နားလည်မှုယူထားပြီးလှုပ်ဆောင်တဲ့သဘောလိုယူဆရပါတယ်တိုက်ခိုက်မှုတွေဖြစ်ပွားခြင်းမရှိတာ BGF KND အနေနဲ့လဲထိုင်းနိုင်ငံနဲ့ American ပြည်တော်စုရဲ့ဖိအားကိုယော်ပါစေဖို့ KK ဘက်ကလက်လွတ်လိုက်တဲ့သဘောလို့ယူဆနိုင်ပါတယ်။အာနာသိစစ်တပ်အနေနဲ့တော့ရှမ်းမြောက်ဒေသကစတင်ခဲ့တဲ့2029စစ်စည်ရေးတွေအတွင်းမှာရောကရင်ပြည်နယ်ကလက်နက်ကိုင်တိုက်ပွဲတွေအတွင်းကြားပြတ်နေနေရင်းနဲ့ပတ်သက်လို့ထိရောက်တဲ့နှိမ်နှင်းမှုလုံးပြနိုင်ခြင်းမရှိခဲ့ပဲအခုဖြစ်ရကနိုင်ငံတကာကဝါဒဖြန့်မှုအတွက်အပြသဘောနဲ့လှုပ်ဆောင်မှုတကူလို့ကောက်ချက်ချရနိုင်ပါတယ်။ ထိုင်းမြန်မာနယ်စပ်ဒေသမှာရှိနေကြတဲ့လက်နက်ကိုင်ဖွဲ့တွေအနေနဲ့အစောပိုင်းမှာကာစီနိုကစားဝိုင်းတွေကိုကာကွယ်ပေးပြီးဝင်ငွေရရှိခဲ့ကြရတာပြီးခဲ့တဲ့နှစ်နိုင်ငံမှာကာစီနိုကစားဝိုင်းလုပ်ငန်းတွေကကြားဖြန်လူခေါ်တဲ့ online ဝင်လေကိုင်းတွေအဖြစ်အသွင်ပြောင်းလဲခဲ့ပြီးအရှေ့တောင်အာရှဒေသကတရားဥပဒေစိုးမိုးခြင်းမရှိတဲ့ဒေသနိုင်ငံတွေမှာအခြေစိုက်တဲ့နိုင်ငံဖြတ်ကျော်လုပ်ကင်ကြတဲ့ရာဇဝတ်ကိုင်းတွေအဖြစ်ကြီးထွားလာခဲ့ကြတာဖြစ်ပါလေခင်ဗျာ